အမေကိုသွားတွေ့ပြီးပြန်လာလို့ရကြောင်းနဲ့ဒီမှာအတူနေကြဖို့ပြောတော့တံပီကထန်ကျင်တဲ့အခါမှာဘင်ကားဘင်တစ်ပါးအနေနဲ့စိတ်ရှိမှုကုံသွားခဲ့ပြီးယောဂါရီကပ်ဘေးတွေနဲ့ပြည့်နေတဲ့အနာကတ်ကဂျိုးစွန်းထက်ပိုကောင်းနေတယ်ဆိုရင်မင်းကြိုက်တာလုပ်ခဲလို့ဒေါသတကြီးပြောပြီးတော့ထွက်သွားခဲ့ပါတယ် အဲ့ချိန်တံပီးနောက်ကနေအဆောင်တစ်ယောက်ကဒုံးနဲ့ရိုက်လိုက်ပြီးတော့လဲကြသွားတဲ့တံပီးရဲ့နောက်ကျောကိုဓားနဲ့ထိုးချလိုက်ပြီးခမ်းမတဆောင်လုံးကိုလည်းမီလောင်တိုက်သွင်းလိုက်ပါတယ်။မီလောင်တော်မှာဘင်ကသတိထားမိသွားပြီးတော့ခမ်းမဆောင်နဲ့ပြေးဝင်ပြီးတံပီးကိုကယ်တင်ခဲ့ပါတယ်။နောက်နေ့ရောက်တဲ့အခါမှာတော့ဘင်ကအမတ်ကြီးနဲ့သူ့ရဲ့လူတွေကိုခေါ်ပြီးသူပြုစုခဲ့တဲ့စာရန်တွေမင်းကြီးကဖြစ်စည်းခံလိုက်ရကြောင်းနဲ့ရာဇဝတ်မှုကျူးလွန်ပြီးရင်တက်တည်ထောက်ထားတွေကိုဖျက်ပြစ်ရမယ်ဆိုတာမတင်ထားရလို့လားလို့မေးပြီး အမကြီးရဲ့လက်မှာပေနေတဲ့မိခိုးပြားတွေကိုပြပြီးပြောတဲ့အခါမှာတော့အမကြီးကလည်းသူမလို့ကြောင်ညင်းဆိုပါတယ်။အဲချိန်ဒံဘီကနောက်ကနေမတည်သေးပဲနဲ့ပြန်ပေါ်လာတော့အမကြီးလည်းအံ့ဩသွားပါတယ်။အဲညမှာဒံဘီကဓာတ်နဲ့ထိုးခံရပြီမဲ့သူမရဲ့တင်ကြစာအုပ်ထူကြီးကိုထိုးခဲ့ပြီလို့လොမြောက်ခဲကြောင်းနဲ့သူမသေးပြီးထင်ပြီးစကားပြောခဲ့တဲ့အမကြီးရဲ့အတန်ကိုလည်းမှတ်မိနေကြောင်းတေချာတဲ့တက်တည်ရှိနေခဲ့ပါတယ်။ဘင်းကအမကြီးကိုဘာကြောင့်ဒီလိုမျိုးလုပ်ရတာလဲမေးတဲ့အခါမှာအမကြီးကဘင်းတီထွင်နေတဲ့စာပေစနစ်အစ်စ်တွေက လူငယ်တွေကြားထဲပြန့်နှံ့သွားရင်လူငယ်တွေလွတ်လွတ်လပ်လပ်တွေးခေါ်လာနိုင်ပြီးတော့တိုင်းပြည်ကိုလည်းကမောက်ကမဖြစ်အောင်ဖြစ်စည်းကြလိမ့်မယ်လို့ပြောပြီးသူကတေဖို့မကြောက်ကြောင်းနဲ့အနာဂတ်ကိုဖြစ်စည်းမဲ့တွေးခေါ်တွေကိုသာကြောက်ကြောင်းအေးဆေးစွာပြန်ပြေခဲ့ပါတယ်။ဘင်းကလည်းမင်းတားလဲငါပြည်သူတွေအတွက်ဒီစာရင်းနှီးစနစ်ကိုတည်ဆောက်မယ်။သူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပေးနိုင်တဲ့သူဖြစ်ချင်တယ်။ ငါတို့မမြင်ဘူးသေးတဲ့အနာဂတ်ဘာမှမသိသေးတဲ့ကဘာကြီးကိုဘာကြောင့်ကြောက်နေမှာလဲလို့ပြောပါတော့လေအမကြီးကတော့မတုံမလုံးတောင်းတာမရဘဲနဲ့အဲ့ဒါဆိုရင်ကျေးဇူးပြုပြီးငါကိုကွံ့မြက်ပြီးတော့အဆုံးသတ်လိုက်ပါလို့ပြန်လျှောက်တင်ခဲ့ပါတယ်အဲ့နောက်ကောင်းကင်ကြီးကမောင်မဲလာခဲ့ပြီးမိုးစရွာခဲ့လို့တံပီလည်းအိမ်ပြန်ချင်းရောက်ပြီးဆိုတာကိုနားလေလိုက်ပြီးတော့အားလုံးကိုနှုတ်ဆက်ခဲ့လိုက်ပါတယ်ပင်ကတော့တံပီကိုသူမထွက်သွားမဲ့နှီးဆုံးနေရာထိလိုက်ဖို့ပေးခဲ့ပြီးခဏကြာမှတော့သူမထွက်ပေါ်လာတဲ့အတိုင်းသူ့ရှိကနေပြန်လေပျောက်ကွယ်သွားခဲ့ပါတယ် န်ဘီကတော့ရေထဲနှမြုပ်သွားပြီးခဏကြာမှចောင်းပန်းញံနားမှာပြန်ပေါ်လာခဲ့ပြီးသူမပျောက်သွားခဲ့တဲ့အချိန်ကလည်းမိနစ်ပိုင်းသာကြာခဲ့ပါတယ်။အဲဒီနောက်ဇာမီဝဲကန်းစီကိုအမြန်ဆုံးပြေးသွားခဲ့ပြီးတော့တတ်နိုင်ဆုံးဖြေဆိုခဲ့ပါတယ်။အမြောက်တဲ့အခါမှာတော့အမေကအိမ်ရှိမှသူမပြန်အလာကိုစောင့်နေခဲ့တာတွေ့တဲ့အခါမှာသူ့အမေကိုတင်းကျပ်နေအောင်ဖတ်ထားလိုက်ပါတယ်။ဒီနောက်မှာတော့ဒန်ဘီတယောက်ကလေးမဆန်တော့ဘဲနဲ့ပဝင်းချင်းမှာရှိတဲ့အရာတိုင်းကိုတံပိုးထထလာခဲ့ပြီးသူမရဲ့ဘဝကိုလည်းရင်ကျက်တည်ငြိမ်စွာဖျက်ဆီးခဲ့ပါတယ်။ဒီလိုနဲ့လာနေငယ်ကြမှာဒန်ဘီတယောက်အကြောင်းကထွက်လာတော့ကောင်းငင်ကြီးကညိုလာပြီးမိုးပြန်ရွာလာတဲ့အချိန်ရုတ်တရက် ဲ့သူကောင်းဘော်ကိုထီးချောင်းမိုးပွေးလာခဲ့လို့ကြီးလိုက်တဲ့အခါမှာတော့သူမရဲ့ဘယင်ကြီးနဲ့ရုပ်ချင်းတူတဲ့သူတယောက်ဖြစ်နေပါတယ်။သူကတော့ကျွန်တော်တို့ရှေ့တုန်းကဘတ်စကားပေါ်မှာဆုံးခဲ့ပူပြီးမင်းထွက်သွားတဲ့ချိန်ထီးချောင်းကြံခဲ့တယ်လို့ပြုံးပြီးသူမကိုပြောပြလာရင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။ကြိုင်းနေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာ။